မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့လိုရှင်တဲ့ဘဝကိုဖန်တီနိုင်တဲ့ရှိုးဝှက်ချက်ပဲဖြစ်ပါတယ်လိုရှင်တဲ့ဘဝကိုဘလို့ဖန်တီရမလဲဆိုတဲ့နီလန်းကိုရှင်းလင်းပြောပြပေးမှာဖြစ်ပါတယ်ဆရာကြီးနေဗယ်ကောဒါရဲ့ Feeling is the secret ဆိုတဲ့စာအုပ်ကိုအရှိခံပြီးရင်ရှင်းလင်းပြောပြပေးမှာဖြစ်ပါတယ် Feeling is the secret ဆိုတဲ့စကားကိုမြန်မာလိုဘာသာပြန်ပြီးပြောရမေဆိုရင်စိတ်ခံစားချက်သည်ရှော့ဝဲချက်ပဲဖြစ်ပါတယ်။ Feeling is the secret ဆိုတာစာအုပ်ငယ်တော်အုပ်ဖြစ်ပေမယ့်ကိုလိုရှင်တဲ့ဘဝကိုဖန်တီးနိုင်ဖို့အရင်ကိုအစွမ်းထက်တဲ့ဉာဏ်မှားတွေဥရေသားတွေကို ရှင်းလင်းပြောပြတဲ့စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာဖော်ပြထားတာကတော့ကျွန်ုပ်တို့ရဲ့ဘဝအမြင်တရားဟာအပြင်ကအဖြစ်အပျက်တွေကြောင့်မဟုတ်ဘဲကိုယ့်ရဲ့အတွင်းကစိတ်ခင်စားချက်တွေကနေပြီးရင်အရင်ခင်ပြီးရင်ဖြစ်ပေါ်လာတယ်လို့ဆိုထားပါတယ်။ဒီဗီဒီယိုအထင်းမှာတော့ကျွန်ုပ်တို့လိုရှင်တဲ့ဘဝကိုအမြင်တကယ်ဖန်တီးနိုင်ဖို့အံ့အားသင့်စရာအကောင်းဆုံးနဲ့အကျိုးသက်ရောက်မှုအရှိဆုံးအချက်၅ချက်ကို ရှင်းလင်းပြပြပေးမှာဖြစ်ပါတယ်။ နံပါတ်1အချက်ကတော့သင်ရဲ့မသိစိတ် self conscious ဟာအစီအခင်မဟုတ်ပါဘူးချစ်သူဖြစ်ပါလေကျွန်ုပ်တို့လူအများစုဟာမသိစိတ်ကို အမိန်ပေးစီခိုင်းလို့ရတဲ့အစီအခင်တယောက်လို့ထင်တဲ့ကြပါတယ်ဒါကြောင့်စိတ်ကူးထင်းမှာအချိန်ချင်းရွေးဆိုခိုင်းတာအတင်းအကျပ်ယုံကြည်ခိုင်းတာမျိုးတွေလုပ်တဲ့ကြပါတယ် ဒါပေမဲ့ဒီနေရာမှာဆရာကြီး Neville Goddard ကတော့သိစိတ်ဆိုတဲ့ conscious နဲ့မသိစိတ်ဆိုတဲ့ subconscious တို့ရဲ့ဆက်သွယ်မှုကို လုံးဝကြွေးပြားရှာနာနေတဲ့ရှုထောင့်က ရှင်းလင်းတင်ပြခဲ့ပါတယ်။ဆရာကြီးကသိစိတ်ကို idea တွေအတွေ့အခေါ်တွေဖန်တီးပေးတဲ့အမျိုးသားအနေနဲ့ဥပမာပေးခဲ့ပါတယ်။ဒီအတိုင်းပဲမသိစိတ်ကို အဲ့ဒီ idea တွေကို လက်ခံပြီးပုံပေါ်ပေးတဲ့အမျိုးသမီးအဖြစ်ဥပမာပေးခဲ့ပါတယ်။ဒီနေရာမှာအင်အားသင်းစရာကောင်းပြီးကျွန်ုပ်တို့အနေနဲ့အရင်းကိုတတိထားရမယ့်အချက်ကတော့မသိစိတ်ဟာအမိတ်နာခံရမယ့်အစီခင်မဟုတ်ပေရှစ်ခင်မျက်နှိုးရတဲ့ဇနီးမယားတစ်ယောက်နဲ့ပို့တူတွေဆိုတာပါပဲ။ကိုယ့်ရဲ့မသိစိတ်ကို အတင်းအကျဲစီခိုင်းလို့မရပါဘူး။မသိစိတ်ဟာ အမိန်ပေးတာကိုလက်ခံမှာမဟုတ်ပါဘူး။သူ့ကိုညှို့ယူဖြောင်းဖြားတာကိုပဲသူကတုံ့ပြန်မှာဖြစ်ပါလေ။ကိုယ့်ရဲ့မသိစိတ်ကိုချစ်ခင်ရတဲ့လက်တွဲဖို့တယောက်လိုပဲသဘောထားရမှာဖြစ်တယ်။ကျွန်ုပ်တို့ရဲ့မသိစိတ်ဟာသိစိတ်ထေကနေပြီးတော့ထုတ်ပေးနေတဲ့အိုင်ဒီယာတွေဟာ ကောင်းသလားဆိုးသလားဆိုတာကို မစီရင်တတ်ပါဘူး။ဒီလိုဆိုရင်မသိစိတ်ကဘာကိုပြုလုပ်ပြီးဘာကိုတာဝန်ယူနေသလဲ။ သိစိတ်ကထုတ်ပေးနေတဲ့ idea တွေကိုချစ်ချင်းမေတ္တာနဲ့သစ္စာရှိရှိလက်ခံပြီးရင်ပုံဖော်ပေးဖို့ပဲတာဝန်ယူပါတယ်ပုံဖော်ပေးတယ်ဆိုတာက သူက သိစိတ်ကထုတ်ပေးလိုက်တဲ့အရာတွေကိုဖန်တီးဖို့တာဝန်ယူပါတယ်ဒါကြောင့်ကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့ဘဝကိုဖန်တီးရှင်နေကိုဘဝတိုးတက်ပြောင်းလဲရှင်နေဆိုရင် မသိစိတ်ကိုအတင်းအကျဲဖိအားပေးလို့မရပါဘူး။ ျွန်တော်တို့လိုရှင်တဲ့အရာနဲ့သက်ဆိုင်တဲ့ခံစားချက်အစ်စ်တစ်ခုကိုနှစ်နှစ်ကာကာစိတ်ထင်းမှဆွေဆွေမြင်းမြင်းခံစားပြီးရင်ကျွန်တော်ရဲ့မသိစိတ်ထင်းကိုချစ်ချင်းမေတ္တာနဲ့ညင်ညင်သာသာ ဖြောင်းဖြားလက်ခံစေရမှာပဲဖြစ်ပါတယ်ဒီလိုနင်းနေတဲ့သာ ကျွန်ုပ်တို့ရဲ့မသိစိတ်ဟာကျွန်ုပ်တို့ရဲ့သိစိတ်ကလိုရှင်နေတဲ့ဘဝကို ဖန်တီးပေးမှာဖြစ်ပါတယ်။ ဒါလေးကိုအချင်းရှုပ်ပြီးပြောမေဆိုရင်မသိစိတ်ဟာအတင်းအကျဲစေခိုင်းတာကိုမနှိမ့်သက်ပါဘူးအမိန်ပေးစေခိုင်းတာထက်ညှို့ယူဖြောင်းဖြတာကို ပို့ပြီးရင်တုံ့ပြန်တတ်ပါလေဒါကြောင့်မသိစိတ်ဟာအစေခင်တယောက်ထက် ကို့အနေနဲ့ချစ်မြတ်နိုးရတဲ့ဇနီးတယောက်နဲ့ပို့တူတယ်လို့ဆရာကြီးနေဘကုဒ္ဒကပြောခဲ့ပါတယ်နင်ပဲနှင်းသင်လို့ရှင်တာကိုမရပါဘူးသင်ဖြစ်တည်နေတာကိုပဲရပါလိမ့်မယ် ဒါကတော့ကျွန်တော်တို့လိုရှင်နေတဲ့ဘဝကိုဖန်တီးဖို့အရေးကြီးဆုံးနေရာမတွေထဲကတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာတစုံတစ်ခုကို လိုရှင်နေတယ်တော့တွေးတောနေသမျှကာလပတ်လုံးအဲ့ဒီအရာကိုရရှိမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ငါကျဲမှရှင်တယ်ဒါမှမဟုတ်ငါကျဲမှလာလိမ့်မေတော့ခံစားနေရှင်းကတော့လက်ရှိအချိန်မှာငါမကျဲမှဘူးလို့ဝန်ခံနေတာ ਨੇ အတူတူပါပဲ ီခံစားချက်ဟာမရှိသေးရှင်ဆိုတဲ့အရှိအနေကိုမသိစိတ်ထေးမှာဆွေးထင်စေပါတယ်။မသိစိတ်ဟာပိစုပင်တစ်တစ်မှာပဲအလုပ်လုပ်ပါတယ်။ဒီတော့ငါဖြစ်တယ် I am ဆိုတဲ့ခံစားချက်ကတော့သူချက်ရှင်းလက်ခံအကောင့်ထေပေါ်နိုင်တဲ့ညွှန်ကြားချက်တစ်ခုဖြစ်ပါတယ်။ ငါဖြစ်လာလိမ့်မယ် I will be ဆိုတာကတော့လိုရှင်နေတဲ့အရှိအနေကိုပဲဆက်လက်ထိန်းထားဖို့ညွှန်ကြားချက်တစ်ခုဖြစ်နေတာမို့လို့မိတ်ဆွေတို့ရဲ့စင်တာနဲ့အမြင့်တဲ့အလှန်ဝင်းနေစေပါတယ်အမှန်တကယ်စွာအရှိဆုံးခင်စားချက်ကတော့ငါကျဲမာနေပြီဆိုတဲ့ခင်စားချက်ပဲဖြစ်ပါတယ်မိတ်ဆွေရဲ့လက်ရှိအရှိအနေနဲ့ဘေးပင်ဝန်းကျင်လောကဟာမိတ်ဆွေရဲ့အတွင်းစိတ်ခင်းစားချက်တွေကိုထင်ဟပြသနေတဲ့ ပြေးမုံတစ်ချက်သာဖြစ်ပါတယ်။အပြင်လောကကမိษွေရဲ့ခံစားချက်တွေကို ပုံဖော်နေတာမဟုတ်ဘဲမိษွေရဲ့ခံစားချက်ကသာ အပြင်လောကကို ပုံဖော်ဖန်တီးနေတာဖြစ်ပါတယ်။ကိုမမရှိတဲ့အရာကိုမဟုတ်ဘူးလို့ခံစားနေရတဲ့အရာကို အပြင်လောကမှာလိပ်ရှာနေတာကတော့အချိန်ကုန်ပြီးရင်အရှိနှိပ်ပဲဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင်ကျွန်ုပ်တို့ဟာလူရှင်တာကိုဘေတော့မှရှာတွေ့မှာမဟုတ်ပါဘူးကျွန်ုပ်တို့ဖြစ်တည်နေတဲ့အရာကိုသာရှာတွေ့မှာဖြစ်ပါတယ်ဒါကြောင့်မသိစိတ်ဟာကျွန်ုပ်တို့ရဲ့ချစ်ခင်ရတဲ့လက်တွဲဖို့ဖြစ်တည်ဆိုတာကိုနားလေတာကတော့ပထမဆုံးသောချက်ပဲဖြစ်ပါတယ်ဆရာကြီး Never God တာဖော်ထုတ်ပြတဲ့နောက်ထပ်ရှင်းဝဲချက်ကတော့အဲ့ဒီလက်တွဲဖို့နဲ့အနှက်ချင်းဆုံးပေါင်းစပ်နိုင်တဲ့အိတ်ဆက်ရှင်ရဲ့နေပေပဲဖြစ်ပါတယ် ။နံပါတ်3အချက်ကတော့သင်အိယာဟာ အနာယူဖို့မဟုတ်ပါဘူး။ဖန်တီးဖို့နေရာဖြစ်ပါတယ်။ကျွန်တော်တို့တော်တော်များများဟာ extension ကိုဇီဝကင်မှာအရာမဖြစ်မနေလိုအပ်နေတဲ့အနာယူမှုတစ်ခုအဖြစ်သာ ရှုမြင်လေးရှိကြပါတယ်။ဒါပေမဲ့ဆရာကြီး Never Goda ကတော့ extension ကို အစွန်းထက်တဲ့ဖန်တီးမှုလုပ်ငန်းစဉ်တစ်ခုအဖြစ်ပြန်လည်ရှုမြင်စေခဲ့ပါတယ်။ အိဆင်းရှင်ဟာမသိစိတ်သေးကိုဝင်ရောက်ဖို့တဘာဝတကပေါက်တစ်ခုဖြစ်ပြီးအသိစိတ်ကသူ့ရဲ့အတွေးအခေါ်တွေကိုဟန်တီးမှုပြုလုပ်နိုင်တဲ့မသိစိတ်စီကို ပေးပို့ဆွေးထင်စေတဲ့အချိန်အခါဖြစ်တယ်လို့ဆိုပါတယ်ဒီနေရာမှာအရေးကြီးဆုံးအချက်ကတော့ကျွန်ုပ်တို့အိမ်မပျော်ခင်နောက်ဆုံးထားရှိတဲ့စိတ်ခင်စားရှိပေးဖြစ်ပါတယ် အဲ့ဒီနောက်ဆုံးနိုးကြနေတဲ့အချိန်ကမိမိကိုကိုဘလို့မြင်တလေးဆိုတဲ့စိတ်ခင်စားချက်ဟာကျွန်ုပ်တို့အိတ်ဆက်နေတဲ့အချိန်တစ်လျှောက်လုံးကိုစိုးမိုးထားပြီးနောက်တနေ့မှကြုံတွေ့ရမယ့်အဖြစ်အပျက်တွေကို ပုံဖော်ဆုံးဖြတ်ပေးပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့စင်တာတစ်ခုကိုကိုယ့်ရဲ့လက်တွေ့ဘဝမှာဖြစ်ပေါ်လာစေဖို့အတွက် အိတ်မပျော်ခင်မှာ အဲ့ဒီဆင်တပြေဝါသွားပြီဆိုတဲ့စိတ်ခင်စားချက်ကိုအပြစ်အဝခံစားပြီးမှအိတ်ဆက်ရမှာဖြစ်ပါတယ်။ကျွန်ုပ်တို့ဟာအိတ်ဆက်ရှင်ကိုကူးပြောင်းသွားတဲ့အချိန်ထိမှကျွန်ုပ်တို့ရဲ့စိတ်အစဉ်မှာရှိနေသမျှဟာ노ထားနေတဲ့ဘဝရဲ့သုံးပုံနှစ်ပုံအတွင်းမှာကြုံတွေ့ရမယ့်အရာတွေရဲ့အတိတ်အတာတွေဖြစ်ပါတယ်။ နေမင်းလေးအရှက်ကတော့ဆူတောင်းရှင်ရဲ့ရှို့ဝဲရှက်ကစူးစမ်းအထုံမှုမဟုတ်ပါဘူးလက်ခံရှင်းတာဖြစ်ပါတယ်ဆူတောင်းနေဆိုရင်အာစိုက်ပြီးတောင်းဆိုရအမေတူချိုတောင်းပင်ရမေတော့ကျွန်ုပ်တို့ထင်မြင်လေးရှိကြတယ်ဒါပေမဲ့ဆရာကြီးနေဘဂေါဒရဲ့အဆိုအရဆူတောင်းရှင်းမှာစူးစမ်းအထုံတာကတော့အောင်မြင်မှုကိုသိစေနိုင်တဲ့အစိုက်အတောက်တစ်ခုဖြစ်တယ်တော့ပြောပါတယ်ဆူတောင်းရှင်းဆိုတာအတင်းအကျပ်တောင်းဆိုနေတာမဟုတ်ပေ ိတ်ဆဲရှင်းလို့ပဲပေါ့နော်အပြင်လောကကိုမေ့ထားပြီးရင်အတွင်းဆက်ရဲ့အကျင့်ပြုရှက်တွေကိုလက်ခံနိုင်ဖို့ပြင်ဆင်တဲ့ငြိမ်သက်ပြီးရင်လက်ခံနိုင်စွမ်းရှိတဲ့အရှိအအနေတစ်ခုထည့်ကိုဝင်ရောက်လိုက်ရှင်းပေးဖြစ်ပါတယ် မှန်ကန်တဲ့စူတောင်းရှင်းအရှိအနေဆိုတာကဘလို့ပုံစံမျိုးလေးဆိုရင်ကျွန်ုပ်တို့အနေနဲ့တတိရှိနေသေးပြီးမျက်လုံးကလေးဖွင့်ဖို့လှုပ်ရှားဖို့တက်နိုင်ပေမယ့်အဲ့ဒီလိုလှုပ်ရှင်စိတ်လုံးဝမရှိတော့တဲ့အရှိအနေမျိုးပဲဖြစ်ပါတယ်ဒါဟာ노자ရှင်နဲ့အိတ်ဆက်ရှင်ကြားကဖန်တီးမှုစွန့်အားအမြင့်ဆုံးဖြစ်နေတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ် ဒီလိုရှိနေကိုရအောင်ပြုလုပ်ဖို့ဆိုရင် မိษွေအနေနဲ့တက်တောင့်တက်သားထိုင်တာဒါမှမဟုတ်လေးလျောင်းပြီးရင်ကိုရိုးစိတ်ပါ ပြေလျှော့လိုက်ပါအဲ့ဒီလိုပြုလုပ်ပြီးတဲ့နောက်မှာ မိษွေရဲ့ဆင်တာပြေဝါသွားပြီဆိုတဲ့စိတ်ခင်စားချက်ကိုရိုးရိုးကလေးခင်စားလိုက်ုံပါပဲ စူတောင်းရှင်ဆိုတာဆန္ဒကိုအတင်းအကျပ်ဖြစ်စေတာမဟုတ်ဘဲအဲ့ဒီလိုရှင်တဲ့ဆန္ဒထေးကို ကိုယ်တိုင် နှိဝင် စီမျိုးသွားရှင်းဆိုတဲ့အမှုပညာတစ်ခုသာဖြစ်ပါတယ်။မိတ်ဆွေရဲ့စိတ်ခင်စားချက်ဟာမိတ်ဆွေလိုရှင်တဲ့ဆန္ဒနဲ့ဆင့်ကျင်နေပြီဆိုရင်လိုရှင်တဲ့အရာကိုရဖို့ဝေးကွာပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်စိတ်ခင်စားချက်ကပဲအနိုင်ရနေမှာပဲဖြစ်တယ်။ ဒါကြောင့်ကိုလိုရှင်တဲ့ center ကိုကိုယ့်ရဲ့စိတ်ခင်စားချက်ထဲမှာစီးဝင်နှမျိုးသွားဖို့အရေးကြီးပါတယ်။စိုးမိုးနေတဲ့စိတ်ခင်စားချက်အတိတ်ပဲကိုယ့်ရဲ့လက်တွေ့ဘဝမှာပေါ်ပေါက်လာမှာပဲဖြစ်တယ်။စူတောင်းရှင်းပြုလုပ်တဲ့အခါမှာအာထုံမှုတွေမပါဝင်ရပါဘူး။ကိုယ့်ရဲ့လိုရှင်တဲ့ center ပြည့်ဝနေပြီဆိုတဲ့စိတ်ခင်စားချက်တွေထဲမှာနှမြုပ်နေဖို့ပဲလိုအပ်ပါတယ်။နံပါတ်5 လောကကြီးကို ပြောင်းလဲဖို့တင့်ကိုတင်ပေးပြောင်းလဲလိုက်ပါဒါဟာအစွန်းရောက်တည်တော့ထင်ရပေမယ့်အင်မတန်အစွန်းထက်တဲ့နေရာမှာတစ်ခုဖြစ်ပါတယ် as within so without ဆိုတဲ့အတိုင်းအတွင်းမှာရှိမှ အပြင်လောကမှာဖြစ်ပေါ်လာပါတယ်အပြင်လောကမှာဖြစ်ပေါ်လာတယ်ဆိုတာကမိတ်ဆွေရဲ့စိတ်ထိမှာရှိနေတဲ့အရာတွေဟာလက်တွေ့ဘဝမှာပေါ်ပေါက်လာတာကို ဆိုလိုပါတယ် ဒါကြောင့်မိတ်ဆွေရဲ့ပတ်ဝန်းကျင်ကအရှင်အနေတွေဒါမှမဟုတ်တခြားလူတွေကိုပြောင်းလဲရှင်တယ်ဆိုရင်မိတ်ဆွေအနေနဲ့ပြောင်းလဲရမှာကသူတို့ကိုပြောင်းလဲရမှာမဟုတ်ပါဘူးကိုကိုတိုင်ပဲဖြစ်ပါတယ်ဒီတော့နီလန်းအမှန်ကတော့တခြားလူတယောက်ကို သူတို့ဘလို့ဖြစ်သင့်တယ်လို့သွားပြောနေတာမျိုးမဟုတ်ဘဲသင်မြင်ရှင်တဲ့ပုံစံအတိုင်းသူတို့ဟာဖြစ်နေပြီသားလို့သင်ကိုယ်သင်အရင်ဆုံးယုံကြည်လက်ခံသွားအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ် ဥပမာတစုံတယောက်ကိုသင်အပေါ်ပေါ်ပြီးကျင်နာစေရှင်သူဟာကျင်နာတဲ့တဲ့သူဖြစ်နေပြီးတော့သင်ရဲ့စိတ်ထဲမှာအပြည့်အဝခံစားပြီးယုံကြည်လိုက်ပါဒီနည်းနဲ့ဟာ မိษွေကို ကိုယ့်ရဲ့တူဒီသောဖန်တီးရှင် အဖြစ်ယက်တီစေပြီးမိษွေရဲ့ဘဝကို အပြည့်အဝထိန်းချုပ်နိုင်စွဲပေးအပ်ပါလိမ့်မယ် အဲ့ဒီတော့ပြဿနာတွေဖြစ်လာတယ်ဆိုရင်ပြဿနာကဘာပဲဖြစ်ဖြစ်ဘေးနေရာမှာပဲဖြစ်ဖြစ်ဘသူနဲ့ပဲသက်ဆိုင်နေပါစေမိษွေဟာမိမိကိုယ်တိုင်ကလွေပြီးပြောင်းလဲစေရာဘသူမှမရှိပါဘူးကိုကိုယ်တိုင်ပြောင်းလဲမှုဖြစ်စေဖို့အတွက်မိษွေမှာပြိမ်ဖဲလေးမရှိသလိုကုညီသူလေးမရှိပါဘူးဒါကြောင့်ကိုလိုရှင်တဲ့ဘဝအရှိအနေကိုဖန်တီးဖို့ဆိုတာက ကိုကိုယ်တိုင်ပဲဖြစ်ပါတယ်အခုပြောပြခဲ့တာဟာ မိတ်ဆွေတို့အနေနဲ့လူရှင်တဲ့ဘဝကိုဖန်တီးနိုင်ဖို့ရှိုးဝဲချက်တွေပဲဖြစ်တယ်။ဆက်လက်ပြီးရင်သိစိတ်နဲ့မသိစိတ်တို့ရှိုက်ဆဲတဲ့အခါကိုလူရှင်တဲ့ဆင်သားတွေကိုအကောင်အထည်ဖို့ဘဘလို့အဓိကကြာနေတလေဆိုတာကို ရှင်းပြပါမယ်။ဒါကိုဒီဗီဒီယိုရဲ့ခြေပိုင်းမှာ ရှင်းပြခဲ့ပြီးပြီဖြစ်တယ်။ဒါပေမဲ့ဆက်လက်ပြီးရင်အသေးစိတ်ပြောပြလိုပါတယ်။ သိစိတ်နဲ့မသိစိတ်တို့ရဲ့ချိန်ဆမှုကတော့ကိုလိုရှင်တဲ့ဆန္ဒတွေကိုအကောင်အထည်ဖို့ဖန်တီးတဲ့နေရာမှာ အရှင်းကိုအဓိကကြပြီးဖန်တီးမှုလုပ်ငန်းစဉ်ရဲ့စည်ရင်တရားဖြစ်တယ်လို့လေးပြောလို့ရပါတယ်သိစိတ်ဟာကျွန်ုပ်တို့ရဲ့ဖြစ်တည်မှုတစ်ခုလုံးရဲ့အကြောင်းရင်းနဲ့အနှစ်သာရပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့သိစိတ်ကိုဉာဏ်ပညာရှိစွာပြုလုပ်ဖို့အရေးကြီးပါတယ်။ အဲ့ဒီလိုလှုပ်ဆောင်နိုင်ဖို့အတွက်သိစိတ်နဲ့မသိစိတ်ကြားမှာရှိနေတဲ့ဆက်နွယ်မှုကိုနားလည်ထားဖို့လိုအပ်ပါတယ်။ဒီနေရာမှာဆရာကြီးနေဘကောဒကသိစိတ်ကို အမျိုးသားနဲ့ဥပမာပေးပြီးရင်မသိစိတ်ကို အမျိုးသမီးနဲ့ဥပမာပေးထားပါတယ်။ဒီလိုဆိုရင်အမျိုးသားနဲ့တူတဲ့သိစိတ်ခံထားကို ပြောရမယ်ဆိုရင်အဲ့ဒီသိစိတ်ဟာ ပုံကိုရေးဆိုင်ရာနဲ့ရွေးရှည်တဲ့အပိုင်ဖြစ်ပါတယ်။ သီးဆိုင်ဟာဒါကမှားတယ်ဒါကမှင်တယ်ဒါကကိုယ်အတွက်မကောင်းဘူးဒါကကိုယ်အတွက်ကောင်းတယ်အဲ့ဒါတွေကိုအကုန်လုံးပိန်ချဆုံးဖြတ်နိုင်ပါတယ်ဒါပေမဲ့သီးဆိုင်ဟာကိုယ်ဘဝမှာကောင်းစီမင်းအရာတွေကို ဖန်တီးယူလို့မရပါဘူးသူ့မှာဖန်တီးနိုင်တဲ့စွန့်အင်တွေအကြီးအသေးတွေမရှိပါဘူးဒီလိုဆိုရင်သိစိတ်ဟာစိတ်ကူးတွေအိုင်ဒီယာတွေကိုသာထုတ်ပေးပြီးရင်အဲဒီစိတ်ကူးတွေအိုင်ဒီယာတွေကိုမသိစိတ်ပေါ်မှာဆွေးမဲ့စေပါတယ် ဆက်လက်ပြီးရင်အမျိုးသမီးနဲ့တူတဲ့မသိစိတ်ရဲ့ဂန္ဓာအပိုင်းကိုသွားကြပါမယ်။မသိစိတ်ဟာပုံကိုယ်ရေးမဆင်ပေရွေးရှည်မှုမရှိတဲ့အပိုင်းပဲဖြစ်ပါတယ်။မသိစိတ်ဟာသိစိတ်ကထုတ်ပေးတဲ့စိတ်ကူးတွေအိုင်ဒီယာတွေကိုလက်ခံပြီးရင်အဲ့ဒီစိတ်ကူးတွေအိုင်ဒီယာတွေကိုရုပ်ပိုင်းဆိုင်ရာအရှိအနေဖြစ်လာအောင်ဖန်တီးနိုင်ပါတယ်။ဒါကြောင့်မသိစိတ်ဟာ သိစိတ်ကမှင်တယ်တော့ယုံကြည်ထားတဲ့အရာတွေကိုမသိစိတ်ရလေအမှင်ပေးတော့ယူဆပြီးရင်သူဟာအဲ့ဒီအရာတွေကို လက်ခံအကောင့်အထေပေါ်ဖန်တီးပါတယ်ဥပမာဆိုပါစို့သိစိတ်ကပြောတယ်ငါဟာအရင်ကိုအချစ်ရကင်ကောင်းတဲ့သူဖြစ်တည်တော့ယုံကြည်ပြီးပြီဆိုရင်မသိစိတ်ကလည်းအချစ်ရကင်ကောင်းတဲ့သူ ဖြစ်အောင်ပဲအကောင်အထည်ဖို့ဖန်တီးပေးပါတယ်ဒါနဲ့ဆန်းကျင်ဘက်အရှိန်အနေကပြောရမယ်ဆိုရင် သိစိတ်ကငါဟာအချင်းရေးကဲမကောင်းဘူးလို့ယုံကြည်နေမိဆိုရင်အဲ့ဒီယုံကြည်ချက်ကို မသိစိတ်ကလက်ခံပြီးရင်အဲ့ဒီလိုပုံစံအတိုင်းအချင်းရေးကဲမကောင်းတဲ့သူအဖြစ်အကောင်အထည်ဖို့ဖန်တီးပါတယ်ဒီတော့သိစိတ်က ငါဟာအချင်းရင်းကင်ကောင်းတဲ့သူငါဟာအချင်းရင်းကင်မကောင်းတဲ့သူအဲ့ဒီလို ဆုံးဖြတ်နေတာကဘေးအပေါ်မှာမုန်တီနေတလေဆိုရင် ကိုဘဝမှာကြုံတွေ့ရတဲ့အတွေ့အကြုံတွေပြီးရင်နောက်တစ်ခါသူများတွေရဲ့ဘဝတွေကို ကြည့်မြင်ပြီးရင်အဲ့ဒီအတွေ့အကြုံတွေအပေါ်မှာခံစားပြီးရင်သူကဆုံးဖြတ်နေတာပဲဖြစ်တယ်ဒီတော့တိစိတ်ကဆုံးဖြတ်ချက်ချတဲ့အတိုင်းပဲမတိစိတ်ကအကောင့်ထေဖို့ဖန်တီးသွားတာပဲဖြစ်တယ် ဒါပေမဲ့တိစိတ်ကတွေးတောလိုက်တဲ့အရာဟုတ်သမျှဟာမတိစိတ်ထီကိုရောက်သလားဆိုရင်မရောက်ပါဘူးမတိစိတ်ထီကိုရောက်တဲ့အရာကိုပဲမတိစိတ်ကဖင်တီးတာဖြစ်ပါတယ် အဲ့ဒီတော့မသိစိတ်သေးကိုရောက်နိုင်ဖို့အတွက်မသိစိတ်နဲ့သိစိတ်တို့ကြားမှာချိန်ဆမှုတစ်ခုတော့ရှိပါတယ်။အဲ့ဒီချိန်ဆမှုရဲ့အတိကသော့ချက်ကတော့ feeling ဆိုတဲ့စိတ်ခင်စားချက်ပဲဖြစ်ပါတယ်။ဒီလိုစိတ်ခင်စားချက်ကိုအသုံးပြုခြင်းအပြင်ကိုလိုရှင်တဲ့စင်တာတွေအမှန်တကယ်ဖြစ်လာအောင်ပြုလုပ်လို့ရပါတယ်။ feeling ဆိုတဲ့စိတ်ခင်စားချက်ဟာမသိစိတ်သေးမှာဆွေးမဲ့စေတဲ့ ကြားခဲ့နေဖြစ်ပါတယ်ဘေးစိတ်ကူးကိုမဆိုမသိစိတ်ထင်းမှာဆွေးမဲစေဖို့ခင်စားရှင်းဆိုတဲ့ဖိလိမရှိဘူးဆိုရင်မဖြစ်နိုင်ပါဘူးဒီတော့ကိုယ့်ရဲ့ဘဝမှာကိုယ့်အနေနဲ့တွေ့ကြုံရတဲ့အရာတွေအကောင့်အထည်ပေါ်လာတဲ့အရာတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ပထမဥစွာစိတ်ကူးတစ်ခုကိုကျင်စီလိုက်တယ်အဲ့ဒီနောက်အဲ့ဒီစိတ်ကူးကိုမသိစိတ်ပေါ်မှာဆွေးမဲလိုက်တဲ့အခါအရာအလုံးဟာသိစိတ်ကစင်ကေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ် ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာကိုမလို့ရှင်တဲ့အရာတွေဖြစ်ပေါ်မလာစေဖို့ကိုယ့်ရဲ့စိတ်ကူးတွေအကျင့်အစီတွေကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်။ဖန်တီးမှုလုပ်ငန်းစဉ်ကိုထိန်းချုပ်နိုင်ဖို့ကိုယ့်ရဲ့သိစိတ်ကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့စိတ်ကူးနဲ့ကိုယ့်ရဲ့စိတ်ခင်စားချက်တွေကိုထိန်းချုပ်လိုက်ရှင်ဖြင့်အောင်မြင်မှုတွေကိုရရှိနိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ကိုယ့်ရဲ့စိတ်ကူးနိုင်စွမ်းတွေခံစားနိုင်စွမ်းတွေကိုထိန်းချုပ်ပြီးရင်ကိုလိုရှင်တဲ့အရာကိုရွေးရှည်နိုင်တဲ့စွန့်ရည်တွေကြောင့်ကိုယ့်ရဲ့ဘဝဖန်တီးမှုကိုထိန်းချုပ်နိုင်ပါတယ်။ကိုလိုရှင်တဲ့အရာတွေကိုအကောင့်အထည်ဖော်တဲ့အခါမှာအဓိကကျတဲ့အဆင့်ကတော့အဲ့ဒီလိုရှင်တဲ့စင်တာမှာပြည့်ပြည့်စုံနေပြီဆိုတဲ့စိတ်ခံစားချက်ကိုလက်ခံပြီးရင်ယူဆလိုက်တာပဲဖြစ်ပါတယ်။ ကိုလိုရှင်နေတဲ့ center တခုကိုအကောင့်ထေဖို့ဖို့အတွက်အဲ့ဒီ center ကို မဖြစ်သေးတဲ့အရှိအနေတခုထက်ဖြစ်နေပြီဆိုတဲ့အရှိအနေတခုအနေနဲ့ခံစားရမှာပဲဖြစ်တယ်။ဒါကြောင့်ကိုဟာမကျဲမှာဖြစ်နေတယ်ဆိုရင်ကျဲမှာလာလိမ့်မယ်ဆိုတဲ့ခံစားချက်တဲ့ငါကျဲမှာနေပြီဆိုတဲ့ခံစားချက်ကပုံမအားကောင်းပါတယ်။ ျွန်ုပ်တို့ရဲ့မသိစိတ်ကဘလို့ပုံစံမျိုးလေးဆိုရင်ကျွန်ုပ်တို့ခံစားနေရတဲ့အရာဟာကိုယ့်အတွက်ကောင်းတလားကိုယ့်အတွက်မကောင်းတလားဆိုတာကိုဂရုမစိတ်ပြီးကျွန်ုပ်တို့ခံစားရတဲ့အတိုင်းအမြင်နဲ့လက်ခံပါတယ်။ဒါကြောင့်ကျွန်ုပ်တို့ဟာကိုယ်အနေနဲ့ဆန္ဒပြဝပြီးပြီဆိုတဲ့စိတ်ခင်စားချက်ကိုလက်ခံလိုက်တာနဲ့အဲ့ဒီမသိစိတ်ကလေအဲ့ဒီဆန္ဒကိုအကောင့်အထေဖို့ဖို့နီးနှင်းတွေကိုစတင်လှုပ်ဆောင်ပါတော့တယ် ဒါကြောင့်ကိုဘွားမှာကြုံတွေ့နေရတဲ့အခြေအနေတွေဟာကိုယ့်ရဲ့အတွင်းစိတ်ခံစားချက်တွေကိုထင်ဟပြသနေတာပဲဖြစ်ပါတယ်။ဒီလိုအတွင်းစိတ်ခံစားချက်တွေ ပြောင်းလဲလာခြင်းကကံကြမ္မာပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကိုလိုရှင်တဲ့ဆန္ဒတွေကိုအကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့သိစိတ်ကလိုရှင်တဲ့အရာတွေကို စိတ်ကူးဖင်တီးလိုက်မယ်။ပြီးရင်အဲ့ဒီအရာတွေအဲ့ဒီဆန္ဒတွေပြည့်ဝနေပြီဆိုတော့စိတ်ခင်စားချက်ကိုအသုံးပြုပြီးရင်မသိစိတ်အပေါ်မှာဆွေးမဲ့စေရမှာဖြစ်ပါတယ်။အဲ့ဒီအခါမသိစိတ်ဟာသူ့လက်ခံရရှိတဲ့အတိုင်းအဲ့ဒီဆန္ဒကိုပြင်ပလောကရုပ်ပိုင်းဆိုင်ရာအရှိအနေမှာဖင်တီးပုံဖော်ပြသပေးမှာဖြစ်ပါတယ်။ ။ညီကောင်ချောင်းအနေနဲ့ပြောမယ်ဆိုရင် အခုပြောပြခဲ့တဲ့အရာတွေဟာနိယာမတွေ၊သီဟိုရီတွေတက်တက်မဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်ကူးစိတ်သင်းတွေအတွက်လုပ်ငန်းလဲညွန်တစ်ခုပဲဖြစ်ပါတယ်။ Universe ကကျွန်ုပ်တို့ကိုအပြစ်ပေးနေတာလည်းမဟုတ်သလိုဆုရှာနေတာလည်းမဟုတ်ပါဘူး။ universe ကကျွန်ုပ်တို့ရဲ့အတွင်းကစိတ်ခင်စားရှဲအမှန်တရားတွေကိုကြီးမုံတစ်ချက်လိုပဲရိုးရိုးကလေးထင်ဟပြသနေတာပဲဖြစ်ပါတယ် ကင်ကျမဆိုတာ ကို့အတွက်ရေးဆွေးပြီးသားအရာတစ်ခုမဟုတ်ပေကို့ရဲ့စိတ်ထင်းနှလုံးသားထင်းမှာတိတ်ဆိတ်တဲ့ဘာသာစကားနဲ့ကိုကိုယ်တိုင်ရေးဆွေးနေတဲ့အရာ ဖြစ်ပါတယ်ကျွန်ုပ်တို့ရဲ့စိတ်ခင်စားချက်တွေဟာကျွန်ုပ်တို့ရဲ့ဘဝကိုအမှန်တကယ်ပုံဖော်ဖန်တီးနေတာမို့လို့မိတ်ဆွေဟာဒီညာကစပြီးဘလို့ခင်စားချက်မျိုးတွေနဲ့ဘဝကိုဖျက်သိမ်းဖို့ရွေးရှိမှလေးဆိုပြီးဒီဗီဒီယိုကိုနှီးကုန်းချုပ်ပြရစီ ဒီဗီဒီယိုကိုအဆုံးထိနားထောင်ကြည့်ရှုပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။